မင်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့တင်ဆက်ပေးမှာကတော့အနုမြဆိုင်အတွက်လောကျောင်းတန်းရရွေးချယ်နေလို့ပေါ်ကျောက်ဆောင်ပြထုတ်ပြောဆိုမြန်မာနိုင်ငံမှာနုပြဆိုင်ကိုအသုံးပြုနိုင်မှုအတွက်လောကျောင်းတန်းရတွေကိုရွေးချယ်နေလို့အမျိုးသားကာကွယ်နဲ့လောကျောင်းရေးကောင်စီသတင်းထုတ်ပြန်ပွဲကောင်ဆောင်ပေါ်ကျောက်ဆောင်မင်းတို့ကပြောတယ်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရဲ့ကော်မရှင်ကတာဘောကြောင့်မူချင်းမေအောင်လိုက်ရုရှားနဲ့ကာဇက်စတန်နိုင်ငံတွေကိုအလို့သဘောခီးတွားရောက်ခဲ့မှုနဲ့ပတ်သက်လို့ တရင်မီဒီယာရဲ့မေးမြန်းမှုပေါ်ပြန်လည်ပြန်ကြားခဲ့တာပါ။အနည်းမြဆိုင်စွာလုံခြုံတဲ့ဆိုင်ဖြစ်ပြီးတော့တည်ငြိမ်တဲ့လျှက်စစ်ကိုပေးနိုင်တဲ့ဆိုင်မျိုးဖြစ်တယ်လို့လည်းပေါ်ကျုပ်ဆောင်မင်းတို့ကပြောတယ်။နျူကလ িয়ার ဆိုင်နဲ့ပတ်သက်လို့သုတေသနပြုမှုတွေ၊စေဝါဆိုင်ရဲ့သုတေသနရဲ့ကြံလို့သုတေသနရဲ့အလုပ်ကိုစားနိုင်မှာဖြစ်တဲ့အတွက်ကြောင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်လှုပ်ရှားမယ်ဆိုရင်ဒီကိုပြကြအောင်ဒီပေးလို့လို့ဆိုပါတယ်။မြန်မာနိုင်ငံမှာအငင်းစားနျူကလ িয়ার လျှက်စစ်တပ်အပင်ဆိုင်အောင်တည်ဆောက်နိုင်ရတဲ့ရုရှားနိုင်ငံပိုင်ရုရှားနဲ့ နေကစားဘူးပေါ့ဆိုင်လုံးနဲ့လို့နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လောင်ကျော်ရင်နဲ့အေဂျင်တာရဲ့ကော်မရှင်ကတာပေါ်ကြောင့်မူကျင်းမြောင်းလိုက်ကစတီမာလာ25ရက်နေ့ကရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပတဲ့ကမ္ဘာ့နှုတ်မြူတရင်ဘတ်ဖိုရမ်ရဲ့နည်းပညာအသိမေဖွာခြင်းမှာကမ္ဘာ့အမြင့်စီတို့ခေါင်းဆောင်နဲ့ပြုလုပ်တဲ့မျက်နှာဆောင်ညှိထိပ်သည့်ဇီဝင်မှာတက်ရောက်စေနေရမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးရုရှားကာဇက်စတန်ခေစင်းအောင်မြင်ကြရာသမရပြောင်းရုရှားနဲ့ကာဇက်စတန်ကိုတွားခဲ့ခေစင်းအောင်မြင်တယ်လို့နိုင်ငံတော်ရာသမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရဲ့ကော်မရှင်ကဏ္ဍပို့ချုပ်မှုကြီးမြောင်းလိုင်းကပြောတယ်။ရုရှားနဲ့ကာဇက်စတန်နိုင်ငံတွေကိုလုံသဘောကိတွားခဲ့ပို့ချုပ်မှုကြီးမြောင်းလိုင်းကအထူးလင်းပေါ်မှာမီဒီယာရဲ့မေးမြန်းမှုပေါ်ပြန်လည်ဖြေကြားခဲ့ရပါရုရှားနိုင်ငံသွားခဲ့ခေစင်မှာအမှုမြေကိစ္စနဲ့ပတ်သက်လို့ပူပေါင်းဆိုင်ရဲ့သဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့အခါသားနဲ့ပတ်သက်တဲ့ပူပေါင်းဆိုင်ရဲ့သဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ခဲ့လို့ဗိုလ်ချုပ်မှုချင်းမြောင်းလိုင်ကပြောတယ် ဇစတန်နိုင်ငံမျိုးပြတည်ဆောက်မှုတွေကလည်းတွေ့ယူစရာတွေတွေ့ရပြီးတော့မိမိအနေနဲ့ဘယ်လိုလုပ်ကြမလဲဆိုတာစဉ်းစားလုပ်ကိုင်လို့ရသွားပါတယ်။ဗိုလ်ချုပ်မူချင်းမြောက်လည်းဥဆောင်တဲ့ဆင့်မြစ်ကိုယ်စားလှယ်ဖွဲ့ရရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပပြုလုပ်ခဲ့ကမ္ဘာ့မျိုးတရင်ပတ်ဖိုရင်ကိုပေါင်းတယောက်တာပေါင်းရင်ရုရှားနဲ့ကဇစတန်နိုင်ငံတွေကိုအလုပ်သဘောခီးသွားကြရပဲဖြစ်ပါတယ်။ခီးစဉ်တွေရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်ကဇစတန်နိုင်ငံသမ္မတမစ္စတာကက်ဆန်း ဂျိုမတ်တိုကာရာဖ်တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ရုရှားနိုင်ငံပိုင်နုပြူဆိုင်ကော်ပိုရေးရှင်းညွှန်ကြားမှုကြောင့်ရုရှားနိုင်ငံပိုင်အကာတာကော်ပိုရေးရှင်းညွှန်ကြားမှုကြောင့်ရုရှားသမ္မတအကြံပေးပုဂ္ဂိုလ်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဆလဘီပြည်သူ့အသက်ပြည့်နေမြောက်လိုက်ကတိုက်ပြည်ပဂရီချင်းနေမှာအမြင့်မကျဲမှုနဲ့ပညာရေးအားနည်းချက်ကြောင့်ဆိုပြန်မြန်မာနိုင်ငံတို့ပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပေါင်းပြီးပုံစံမျိုးစုံနဲ့သက်ပြည့်နေတဲ့ချက်ဖက်မြောက်လိုက်ကတိုင်းပြည်ရဲ့ပဂရီချင်းနေမှာအမြင့်မကျဲမှုနဲ့ပညာရေးအားနည်းချက်ကြောင့်ဖြစ်တယ်လို့ပြည်တယ်ပြောဆိုပြန်နေတယ်။ ရမန်နေရရှားနိုင်ငံမှာမြန်မာနိုင်ငံကိုပြည်လေမော်မှာစစ်တပ်လက်ခံဝါရဖြန့်တဲ့မီဒီယာတွေကို၎င်းကအထက်ပါတိုင်းပြောဆိုခြင်းဖြစ်တယ်။မြန်မာနိုင်ငံမှာနိုင်ငံသဘောထားကွဲလွဲမှုတွေကိုအမြင့်ကျယ်နဲ့လွှဲလွှဲကြောင်းနိုင်ငံရေးဘာသာရေးနဲ့တိုင်းဒေသကြီးအရာတချို့ပြောဆိုနေမှုတွေမှာအားနည်းချက်တွေရှိနေကြောင်းအမြင့်ကျယ်ပြောဆိုလုပ်ကိုင်းလင်းပူကောင်းနိုင်ကြောင်းလက်ရှိတိုင်းပြည်ချင်းတွေကြုံရခြင်းမှာပြည်ငိုင်းအားနည်းချက်ကြောင့်ဖြစ်ကြောင်းမြန်လိုက်ကပြောတယ်။နိုင်ငံရေးသဘောထားကွဲလွဲမှုတွေလည်းပြည်ထောင်စုအကျိုးကိုယူမှန်းပြီးအမြင့်ကျယ်နဲ့လုပ်ဖို့လိုတယ်။ တချို့ပြောဆိုနေကြတဲ့ကအားနည်းချက်ကရှိရလို့ကျွန်တော်မြင်တယ်အထက်ကကတော့သူတို့နိုင်ငံရေးရဘာသာရေးရအတိုင်းအတာရေးရတချို့ပြောဆိုနေရလေးတယ်ပြောဆိုရလေးတွေကဒီထက်ပိုပြီးအမြင့်ကျကျနဲ့ပြောဆိုလောက်ကိုင်းမယ်လို့ပိုကောင်းမယ်လို့ကျွန်တော်မြင်ပါတယ်ပကတိတိုင်းမှာဖြစ်ပျက်နေတဲ့အချိန်တွေကပညာရေးအားနည်းတဲ့အချိန်တွေမှာရှိနေရလို့မြင်တယ်အကြက်ဖက်မြောင်းလိုက်ကစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုပူပေါင်းဆောင်ရွက်ကြရဲ့ပါတီဆိုဒီမိုကရေစီမှန်တကယ်လို့ကျင်မာကစန့်ကျင်မှု ကန္နာကောစလုံမနေပဲပူပေါင်းဆောင်ရလိုက်မယ်လို့မကြာခဏဆိုသလိုစစ်တပ်လာကဝါရဖြက်မီယာတွေကတဆင်ထုတ်ပေါ်ပြောဆိုထားပါတယ်။ဆလဘီဇဂိုင်းမြို့ပေါ်ရက်ကွက်တွေနဲ့စစ်ရှောင်းနေနေထိုင်တဲ့ဘုံကြောင်ကိုစစ်တပ်ကယနေ့ညနေပိုင်းမှာတနက်ပြစ်ပေါက်ပြီးဝင်ရောက်ဆင်းနေပြီးလူငယ်တွေကိုပေါ်တာဆွဲဖက်စီနေ။ဇဂိုင်းနဲ့ဇဂိုင်းမြို့ပေါ်ရက်ကွက်တွေနဲ့စစ်ရှောင်းနေနေထိုင်တဲ့ဘုံကြောင်ကိုကြော်ဖက်စစ်တပ်ကဒီမနေ့ညပိုင်းမှာတနက်ပြစ်ပေါက်ဝင်ရောက်ဆင်းနေပြီးလူငယ်တွေကိုပေါ်တာဆွဲဖက်စီနေကြောင်း Voice of Wallet မတရားမှတောင်းရှိသူကပြောတယ်။ ယနေ့စတင်မလာ29ရက်နေ့ညနေ6:00နာရီကစတင်ပြီးဂျပန်စစ်တပ်ကစကိုင်းမြို့ပေါ်ရှိချင်းစုရက်ကွက်နဲ့အိမ်မြေဝရီရက်ကွက်တို့ကိုတနက်တွေပြစ်ဖောက်ကဝေရောက်စီးလင်းခဲ့ပြီးလူငယ်တွေကိုပေါ်တာဆက်ဖမ်းဆီးသွားခြင်းဖြစ်တယ်။ထို့ပြင်စကိုင်းမြို့တာယိုချင်းနောက်ချမ်းဘောကရက်၅တက်ကြီးနဲ့ဘောကတောင်မြောက်ရက်တို့ကိုလည်းဂျပန်စစ်တပ်ကဝေရောက်စီးလင်းခဲ့ပြီးတနက်တွေပြစ်ဖောက်ကလူငယ်တွေကိုထပ်မံပေါ်တာဆက်ဖမ်းဆီးခဲ့ပါတယ်။အကြပတ်စစ်သားတွေကစကိုင်းမြို့အနောက်တောင်ရက်စစ်ပေးရှာပြည်တွင်နေထိုင်တဲ့ဖုန်ကြီးတောင်ကြောင်ကိုလည်းဝေရောက်စီနေခဲ့ပြီးကျောင်းတိုင်ဖုန်ကြီးကိုစစ်ရှောင်းနေကဝင်ပြီးအာမခံ မနေနဲ့စစ်ဆောင်နေရှဲကြောင်းလဲဝင်ဆွဲရင်ဆွဲမလို့ပြောဆိုသွားကြသေးရတယ်။စစ်ခွဲကမြို့ပေါ်နေရာနဲ့ကိုတနက်တွေပြပောက်ပြီးပေါ်တာဝင်ဆွဲရလူငယ်ပဲနဲ့ဦးလောက်ဖမ်းဆီးခံရတဲ့ဆိုတာကတော့အတိမပြုံနိုင်သေးဘူး။အခုမြို့ပေါ်မှာလဲပြည်သူတွေကကြောက်လန့်နေကြတယ်။ကျွန်တော်တို့လဲဆက်လက်ဆောင်ဆန်းနေရလို့ဘိုက်ဆော့မန်လေးဝက်လက်မတရားမှတာဝန်ရှိသူကပြောတယ်။လရှိချိန်ဒီပေါ်တာဆွဲဖက်စီကလူငယ်ရဲတပ်ကိုအတိပြုတ်နိုင်ခြင်းဖြစ်သေးပဲအကြဖက်စစ်သားတဲ့ပြူစောတိကစကိုင်းမြို့ပေါ်နဲ့မှအင်စီကိုင်းနဲ့လက်လင်နေကြောင်းသိရပါဗျ ဆက်လက်ပြီးစာဆုံးများစွာရင်ဆိုင်နေရတဲ့စစ်တပ်ပြည်သူကိုပုံမှန်ဥတီတိုက်ခိုက်လာမယ်လို့အေအေကပြောမြေပြင်တိုက်ပွဲမှာစာဆုံးများစွာနဲ့ရင်ဆိုင်နေတဲ့ဂျပန်စစ်တပ်ဟာအရဲသားပြည်သူရှာနေရတွေကိုရေကြောင်းလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးဖြစ်ကတ်မှုတွေပုံမှန်လုဆောင်နေရကြောင်းပြည်သူတွေစေတရီအပြေအဝါနဲ့နေရတဲ့နေဆိုင်ကြဖို့အရခတ်တော်ရေးကထုတ်ပြန်နေတယ် လက်ရှိမှာရခိုင်ဒေသအတွင်းနဲ့ရခိုင်ပြည်နယ်ဆက်နေရသုံးခုမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးအာဏာသိမ်းစစ်တပ်ဟာထိခိုက်ကြဆုံးမှုများစွာနဲ့တူတက်ပြက်နေလို့ဆိုရဲဒါအပြင်အတင်းတမစုဆောင်ခြင်းခံရတဲ့စစ်သားတွေကလည်းအခွင့်အရေးနဲ့ထွက်ပြေးတာဗတ်ပြာကုလုံနဲ့အလံဖြူထောင်းနိုင်နေစဉ်ဖြစ်ပေါ်နေလို့အေကဆိုပါတယ်။ ။ဒါကြောင့်ဂျပန်စစ်တပ်ကဒီရက်ပိုင်းတွင်အေးပြေဝထိ ंछ ုတ်ထားတဲ့တိုက်ပွဲတွေဖြစ်ပွားခြင်းမရှိမြို့အရင်းမှာအရက်သားတွေကိုပြစ်မှတ်ထားကစတင်ကြောင်းစေစေယုံစေကန်နဲ့ပုံကြီးချောင်းပါဝင်လူစုလူဝဲရှိမယ်လို့ယူဆတဲ့နေရာတွေကိုရေချောင်းလေချောင်းလက်နက်ကြီးနှင်းညမြေပြစ်ခတ်တိုက်ခိုက်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။ပြည်သူတွေနဲ့စစ်ကောင်ရှင်တဲ့ရေချောင်းလေချောင်းလက်နက်ကြီးပစ်ခတ်မှုတွေကိုရင်ထပ်ပုံမှုတရိထားပေးကြဖို့နဲ့စေတရီပြေဝအချိန်မီရှိကြဖို့အေကသိပေးတိုက်တွန်းထားပါတယ်။နောက်ဆက်အပ်ပေးကြတဲ့အတွက်သူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။